ဆိုင်းကဆိုင်းနဲ့ကျွန်တော်လည်းသိတာလည်းခင်တာလည်းကြာယူရောเนาะဒါပေမဲ့တစ်ခါမှရေကွေးလည်းမစုံဘူး။ तू ကကျွန်တော်အကူငယ်ခုတာရှိရပါလဲဆိုတော့ကျွန်တော်အခွေထွက်ပြီးတိတ်မကြခင်မှာပဲ तू ကအခွေရသချင်းတွေကို तू နားထောင်ပေးတယ်။ဘယ်ချင်းတွေကြိုက်တယ်ဆိုတာ तू ပြောတယ်။ပြောပြီးတော့ तू ကသူ့ရဲ့မန္တလေးမှာဗတ်ဒေးရှိုးလုပ်တော့ကျွန်တော်အတူခေါ်သွား။ခေါ်သွားပြီးတော့သိင်းနဲ့ဒီမှာမင်းအခွေကို promote လုပ်တဲ့တချင်းတွေဆိုရက်ဆိုပြီးတော့ကျွန်တော်လုပ်တယ်။လုပ်ပြီးတော့ဖရန်ဆိုနဲ့သူတို့တိုးထွက်တာ၄ဘွဲ့ လာငါးပွဲလာမသိကျွန်တော်အတောက်လျှောက်ခေါ်ကခေါ်ရတာလကားတော့ခေါ်ဘူးသူကျွန်တော်အဲ့လိုအမှုပညာကြီးပါပေးပြီးတော့အခွေ promote လုပ်ဖို့အတွက်သူတောက်လျှောက်လို့အဲ့လိုကုညီပေးတာဆိုတော့အဲဒီသူအကူညီပြန်တောင်းလာတဲ့အချိန်မှာလဲကျွန်တော်ကဘယ်လိုစိတ်နဲ့တောင်းရင်းမယ်နော်ဆိုတော့မငင်းပါဘူးစိုင်းတို့ထွန်းထွန်းတို့ကိုရဲလေးတို့ပေါ့နော်ကိုရင်းနီးရရင်းနီးအောင်ပတ်သက်ရပတ်သက်ကြောင်းနေဆိုကျွန်တော်ကအမြဲတမ်းအဲ့လိုဘာဘယ်လိုနေရာပဲဖြစ်ဖြစ်ကျွန်တော်ဝင်ရိုက်ပေးနေကြအောင်ဝင်ရိုက်ပေးနေကြဆိုတော့ဘာသူတို့တွေကလဲကျွန်တော်ပုံမှာကျေးဇူးရှိခဲ့ဘူးတော့ ကျွန်တော်အဲ့ဒါရိုက်ခွေးလုံနေတဲ့အဆိုင်ကိုပြောတယ်ဆိုင်းဆိုင်းလို့ဆိုင်းနာမည်ဘယ်သူလဲဆိုလေပြေဟာဟာလိုက်အောင်မိုင်းဟိုပါလဲအာပါလဲဟိုပုံမမီတာကကြတော့သူကဇကာထဲမှာသူ့နာမည်နှစ်မျိုးပင်ကီရဲ့နော်လှတယ်နောက်ဗမာလူလေးကြတော့မိုးစပန်ကြည့်အောင်နောက်ဖူဖူကကြတော့ကြည်ပြားတဲ့အာကျွန်တော်အော်ဆိုင်းကျွန်တော်နာမည်ဘယ်သူလဲ ဇညုံးဟိုဟာဖတ်လိုက်တော့စက်ခွက်ဖက်ဇုံးဇုံးရံပြီးလဲဇုံးဇုံးရံတိမ့်နေဟမ်ကျွန်တော်ကြောက်ဘာလို့ဇုံးဝင်ဖြစ်နေရလဲပုံးလေးပါမင်းနာမည်လေးကကြောက်ခေါ်လိုက်လို့ရှိရင်အဲ့လိုဇုံးဝင်ဟာဥမာစကားပြောတာစကျွန်တော်ဇုံးဝင်မှာခမရလို့ပြောတယ်ကိုကဇုံးဝင်နေအဲသူကအဲ့လိုမျိုးဖြစ်စေချင်တာအဲ့လိုအဲ့လိုအဲ့လိုသူကအဲ့လိုဖြစ်စေချင်တာဆိုတော့အော်โอเคကြိုက်ပြီအဲ့ဆိုလည်းပြီးရောစေအဲ့ဇုံးဝင်ပေါ့အဲ့ဒါကလည်းအမှတ်တရရှိရဲ့ပရမမတ်တစ်ပေါ့မင်းမင်းတစ်မင်းတစ်က ဖုန်းဆက်တဲ့အချိန်မှာတင်းရတဲ့ sign ဒီရုပ်ရှင်အသစ်ရိုက်မဲ့ကားမှာပေါ့နော်ဟိုဧည့်သည်အနေနဲ့လာကူညီပေးပါလားတဲ့တစ်ဆင့်နှစ်ဆင့်လောက်ပဲတဲ့ဆိုတော့ဟောဘာပြောကျွန်တော်က sign တို့ထွန်းထွန်းတို့ကိုရဲလေးတို့ပေါ့နော်ကိုရင်းနီးရရင်းနီးကြောင့်ပတ်သက်ရပတ်သက်ကြောင်းတွေဆိုကျွန်တော်ကအမြဲတမ်းလို့ဘာဘလို့နေရာပဲဖြစ်ဖြစ်ကျွန်တော်ဝင်ရိုက်ပေးနေကြအောင်ဝင်ရိုက်ပေးနေကြဆိုတော့ဘာသူတို့တွေကလည်းကျွန်တော်ပုံမှာကျေးဇူးရှိခဲ့ပြီပါဘူးအဲ့တော့ရိုက်ပေးနေကြတော့ဆိုင်းဆိုရတယ်ပေါ့မသိကြတော့လိုက်ရိုက်ပေးမယ်လို့ဆိုတော့အဲ့ရပရမပြောပြွားရတဲ့အချိန်မှာနောက်နေ့ရက်လောက်နေတော့ဖုန်းပြန်ဆက်ပြီး တင်းရဲတယ်ဟွာတစ်စင်းတစ်စင်းမဟုတ်ဘူးလေနှစ်ရက်နှစ်ရက်လောက်ရေးပြလို့ရမလားဆိုတော့အော်အင်းမောမထူးအောင်ပဲကိုကကိုညီမယ်လဲပြောပြရဆိုတော့ပြရပြအွန်စင်းရောက်တော့မှဆိုင်းဟာသူကစင်းနေရောစက်ခရစ်တွေရောဒါလည်းအများကြီးပဲသူကတိုးတိုးတွင်းတွင်းနဲ့ကျွန်တော်တကားလုံးပါသွားဆိုတော့အဲ့ဒါတော့အမှတ်တရပေါ့ဒီဇလန်ကျတော့ဟိုလေလူငယ် romance ဟိုဟာ fancy drama ဖြစ်နေတဲ့အခါကျတော့ဟိုဟာဟာတာအနေနဲ့တော့ကျွန်တော်မြင်ရမှာမဟုတ်ဘူးဒါပေမဲ့ ဲ့လိုပရိသတ်ပရိသတ်ဆိုတာတချို့သော Facebook ပရိသတ်တွေမြင်ချင်းကြားချင်းတဲ့စကလုံးတွေအပြောဆိုတွေတော့မြင်ရကြားလိမ့်မယ်။ဘာလို့အဲ့လိုဖြစ်ဖြစ်အောင်လဲတယောက်သောသူကဖန်တီးထားတယ်။အဲ့အတွက်ကျွန်တော်ကလည်းသူ့စန္ဒပြအောင်လုပ်ပေးထားတယ်။လုပ်ပေးထားတော့အဲ့ဒီဟာတွေကြည့်ပြီးွားရင်အာတို့တွေလက်ကုန်ပြီးကြအောင်။အဲ့ဒါလေပြောလို့ရှိရင် စိုင်းကစိုင်းနဲ့ကျွန်တော်လည်းသိတာလည်းခင်တာလည်းကြာပြီပေါ့နော်ဒါပေမဲ့တစ်ခါမှရေကွေးလည်းမစုံဘူးဒါပေမဲ့ तू आ ကျွန်တော်ကိုကျွန်တော်ဒီဒုတိယအခွေပေါ့နော်ဗီတာမင်တီ2016မှာထွက်တော့อ่ะ तू आ ကျွန်တော်အကူညီခဲ့ဘူးတာရှိရပါလဲဆိုတော့ကျွန်တော်အခွေထွက်ပြီးတိတ်မကြခင်မှာပဲ तू आ အခွေရတဲ့ချင်းတွေကို तू နားထောင်ပေးတယ်ဘယ်ချင်းတွေကြိုက်တယ်ဆိုတော့ तू ပြောတယ်ပြောပြီးတော့ तू आ သူ့ရဲ့မန္တလေးမှာဗဒေးရှိုးလုပ်တော့ကျွန်တော်ကိုခေါ်သွားခေါ်သွားပြီးတော့တိတ်နဲ့ဒီမှာမင်းအခွေကို promote လုပ်တယ် တချင်းနေဆိုရက်ဆိုပြီးတော့ကျွန်တော်လှုပ်တယ်လှုပ်ပြီးတော့ Franzo နဲ့သူတို့တိုးထွက်လာ၄ဘွဲလား၅ဘွဲလားမသိဘူးကျွန်တော်အတောက်ချက်ခေါ်ကခေါ်ရတာလကားတော့မခေါ်ဘူးသူကျွန်တော်အဲ့လိုအမှုပညာဂျေးပါပေးပြီးတော့အခွေ promote လုပ်ဖို့အတွက်သူတောက်ချက်လုပ်အဲ့လိုကူညီပေးတာဆိုတော့အဲဒီသူအကူအညီပြန်တောင်းလာတဲ့အချိန်မှာလဲကျွန်တော်ကဘယ်လိုစိတ်နဲ့သာညင်းမလဲနော်ဆိုတော့မညင်းပါဘူးဇက်ဝင်ငန်းလေးတခန်းရှိရယ်ပေါ့အဲ့ခန်းမှာကော်မလေးနဲ့တွေ့တဲ့အချိန်မှာအဲ့လိုဆက်သွားပြောသလိုမျိုးပေါ့အဲ့တော့ဆက်သွားပြောကိုဇော်ဝင်းပါဟာ လိုမျိုးအဲ့လိုကွာတယ်အဲ့လိုမျိုးဆိုအားနေကျွန်တော်ကိုဇော်ဝင်းမှာအဲ့လိုပြောလဲကျွန်မအဆိုင်ဦးမိဘွားကထားကြီးရောကြီးတော့သူအော်သူတို့ဖြစ်စေချင်တာဒါမျိုးလေးပါလားအဲ့တော့တကားလုံးအဲ့လိုပဲသိအောင်ဆောင်လိုက်